င်္ဂလာပါရှင်။ဆီယာမကြီးမဝင်းမြင့်ရေးသားထားတဲ့ရေပြအိမ်မဇလန်းများဆိုတဲ့စာအုပ်မှရေပြအိမ်မဥယျာဉ်မြေဆိုတဲ့အပိုင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။ရေပြအိမ်မဥယျာဉ်မြေ ចောင်းបိတ်သောတနေ့မှာမခင်ရွှေသည်တပည့်ចောင်းသားအချို့နဲ့ရွာပြင်သို့လမ်းလျှောက်ထွက်လာခဲ့သည်ယခင်ကလမ်းလျှောက်ထွက်သောနေရာတွေမှာမော်တော်ကားလမ်းဟောင်းရှိရာဘက်သို့၎င်းတာထူတာမြတ်ယုတ်ကလက်လဲလျောင်းရာတောင်ကုန်းငယ်စီတို့၎င်းရှောက်ခဲ့ဘူးသည်ယခုထိုနေရာတွေဘက်ကိုမသွားတော့ဘဲသူတခါမှမသွားခဲ့ဘူးသည်သောရွာတောင်ဘက်စီတို့ထွက်လာခဲ့သည်ရေပြအင်ရွာသည် အနောက်ဘက်ကစိမ့်ညိုမိုင်းမောင်းနေသော တောင်တန်းတောအုပ်များ အရှိဘက်ကမူကုတ်ဆော်ဝိုင်းစီကိုထီလူမြမျိုမစုံအောင်ကျေပြန်သောလေဝင်းပြင်ကြီးများရှိပြီးရွာမြောက်ဖက်စီတွင်ကတာတူတာမြတ်ယုတ်ကလတ်တူမီယာတောင်ကုန်းငယ်များကဲ့သို့သောတောင်ကုန်းငယ်များတောင်ကမူကလေးများခြံဝံများဖြင့်ထုံရက်ဆိုင်ပြူစာနိုင်လောက်အောင်ကျေဝင်းသောမြေပြန့်မရှိချေထိုသုံးဘက်သော ရှုမြုကင်းကို မခင်ရွှေကမြင်ခဲ့တွေ့ခဲ့ပြီးဖြစ်သည်ထိုကြောင့်သူတစ်ချိန်မှမတော်ခဲ့ဘူးသောရွာတောင်ဘက်စီသို့ထွက်လာခဲ့ခြင်းဖြစ်သည် ရွာတောင်ဘက်တွင်ကမခင်ရွှေမြင်ကွင်းတွင်ချံပြက်ကြီးလိုလိုရွာပြက်ကြီးလိုလိုကျေပြန့်သောမြေကွင်းပြင်ကြီးကိုတွေ့ရသည်။ကွင်းပြင်ကြီးကမခင်ရွှေစိတ်ထင်းအ ਨੇ စုံ3-4ဧကလောက်တော့ကျဲလိမ့်မည်ဟုခံမှန်းမိသည်။ထိုနေရာကိုမခင်ရွှေကအရောက်သွားကြည့်လိုက်သည်။ရောက်သွားသောအခါမှပင် တကယ်ပင်ချံပြက်ကြီးဖြစ်ကြောင်းကိုတွေ့ရသည်။ချံပြက်ကြီးအဆုံးထိနေရာအနှက်လိုက်မကြည့်နိုင်တော့လေမခင်ရွှေရောက်နေသည်မြနေရာတွင်ကတချိန်သောအခါက စွာကောင်းတောက်ဖွဲအတီးနံပင်များစိုက်ပျိုးဖြစ်ထွန်းခဲ့မှုသောအမှတ်သားလောက်ကိုတိတာယုံရေရေမျှတွေ့နေရသည်ချန်စီယိုနေရာတွင်ရှေးရခင်ကဝါပင်တွင်စီစီကားကားစိုက်ပျိုးထားခဲ့ဟန်ရှိတော်လဲယခုမြင်းမြင်တွင်က အချို့တနေရာတွင်မှသာဝါပင်ငုတ်တို့အချောင်းများဆွေမြေနေသည်ကိုတွေ့ရပြီးထိုဝါပင်ငုတ်တို့ပေါ်တွင် ကြီးရပင်များအမိမတိနွယ်ပင်များထူတတ်စွာရစ်တိုင်းအုံမိုးနေသည်ဒီနေရာဟာခြံကြီးဖြစ်ခဲ့ဘူးတဲ့နဲ့ထင်တယ် မခင်ရွှေကပြောလိုက်သောစကားကိုအနာမကန်နေသောလေတန်းကျောင်းသူတပည့်မလေးကကောင်းစွာကြားလိုက်သောကြောင့်ဟုတ်တယ်ဆရာမဒါအဖိုးစမ်းမြိုင်ချမ်းကြီးလို့အမေတို့ပြောဘူးတယ်ခုဆိုလိုက်သည်အဖိုးစမ်းမြိုင်ချမ်းအိုးနမေကကြားရတာနားထဲမှာအေးလိုက်တာအဲ့ဒီအဖိုးစမ်းမြိုင်ကအခုဘယ်မှာနေလဲကလေးမခင်ရွှေကမေးသောအခါတပည့်မလေးကမသိဘူးဆရာမအမေတို့ကအဖိုးစမ်းမြိုင်ချမ်းပြည့်ကြီးဆိုလို့သာကျမတို့ကကြားဘူးတာ ဟူဖြေလိုက်သောအခါမခင်ရွှေသည်ဘာမှမေကုံထုတ်စရာမကြံတော့အောင် ဖြစ်သွားသည်။ခြံနမင်းနဲ့လိုက်အောင်ခြံထဲမှာစမ်းရည်အိုင်တွေတစ်ပင်စိမ့်စိမ့်ဆူဆူတွေရှိခဲ့ဘူးတဲ့ထင်ပါရဲ့။ဟူမခင်ရွှေကပြောသောအခါကျောင်းသားလေးတစ်ယောက်ကဖြေဆက်ပြောလိုက်သည်။စမ်းရည်အိုင်တွေရှိတာမရှိတာတော့ကျွန်တော်တို့မသိဘူးဆရာမ။ဒီချံပြက်ကြီးအဆုံးထိအောင်သွားလိုက်ရင်ဟိုးဘက်မှာချောင်းကလေးတစ်ခုတော့ရှိတယ်။ရေမရှိတော့ဘူးခြောက်နေပါပြီ။ တပယ်လေးတတိုင်းနီမခင်ရွှေသည်စကားတပြောပြောနီချမ်းပြည့်ကြီးတဲကိုလျှောက်လာစဉ်တပယ်ចောင်းသားလေးပြောတော့ရေခမ်းချောက်နေသည့်ချောင်းစီမှအဖိုးကိုတယောက်သည်တရှိတချောင်းထမ်းပြီးလာနေသည်ကိုတွေ့ရသည်ဟောသူအဘေးကြီးအဘေးတပယ်လေးတယောက်ကဝမ်းသာအားရအော်ဟစ်ခေါ်လိုက်တော့ကြောင်းအဖိုးအိုသည်ငိုက်ဆိုင်ငိုက်ဆိုင်ဖြင့်လာနေရမှလမ်းကြည့်လိုက်သည်တယောက်နဲ့တယောက်နီးကပ်လာနေသောအခါဟောဆီယမလေးပါလား ိုစမ်းမြင်ချမ်းပြည့်ကြီးစီကိုလမ်းလျှောက်လာကြတာထင်နေ။ဟုစတင်နှုတ်ဆက်ပြီးသူ့ထံပြေးလာတော့မြင့်ဖြစ်သူကိုစီကြိုဖန်လိုက်သည်။ဟုတ်ကဲ့အဖိုးကျမလည်းစိတ်ဝင်စားစရာလေးတွေတွေ့ချင်တာနဲ့လမ်းလျှောက်ထွက်လာပါရဲ့။ဒီတပည့်လေးကအဖိုးရဲ့မြင့်လား။မခင်ရွှေကရိုသေစွာပြန်ဖြေကြရင်မေးသည်။ဟုတ်ပါတယ်ဆရာမလေး။အဖိုးကလည်းဟိုဘက်ရွာက ပြန်လာတာ။ဒီချောင်ရိုးအတိုင်းလာခဲ့တဲ့လမ်းကနည်းနည်းပူနီးလို့လေ။အဖိုးကပြန်ပြောသည် မခင်ရွှေကကျုံတော်ထိုအဖိုးသည်အဖိုးစမ်းမြိုင်အကြောင်းများသိလေမည်လားဟုမင်းမြန်လိုသောစိတ်ပေါ်လာသည်ထို့ကြောင့်အဖိုးမောလာတာအာရုံနာပါတဲ့ဖိုးရဲ့ဒီချန်နာမည်ကအဖိုးစမ်းမြိုင်ချမ်းဆိုတော့နာမည်ကချမ်းမြေလွန်းလို့ကျမစိတ်ဝင်စားလာမိပါတယ်ဖိုးဖိုးစမ်းမြိုင်အကြောင်းဖိုးသိပါသလားရှင်ဟုတောင်းပန်မင်းမြန်လိုက်သည်အဖိုးကပါဇက်ထဲငုံလာသောကွင်းကိုတစ်ချက်နှစ်ချက်လောက်ဝါလိုက်သည်သည်မျက်နာကပြုံးနေသည် အဘိုးသည်ရေပြအံရွာနှင့်ပတ်သက်ပြီးစိတ်ဝင်စားစွာမေးမြန်းမှတ်သားတတ်သည်ဆိုသောရွာကြောင်ဆီယာမလီ မခင်ရွှေအကြောင်းကို ကောင်းကောင်းကြားဘူးနေသည်ထို့ကြောင့်ဆီယာမလီတိချင်ပြို့ပြရာရတာပေါ့ကွယ်ဒါကြောင့်ဟောကမူဆောင်လေးကညောင်ပင်ကြီးအောက်မှာတွားထိုင်ကြရအောင်နာနာနေနေပြို့ပြရာပေါ့ဟုပြောရင်ညောင်ပင်ကြီးရှိရာကိုထွက်သွားသောကြောင့်မခင်ရွှေဝမ်းတာအားရလိုက်သွားသည်ညောင်ပင်အောက်မှာမခင်ရွှေသည် တပည့်ចောင်းသားចောင်းသူလေးများ ਨੇ အတူအဘိုးရှိမှကျွန့်ကျုံယုံယုံထိုင်ပြီးမိဘကပုံပြောပြမိကိုငတ်လင်နေသော သာသမီကဲ့သို့အဘိုးပြောပြမိကိုငတ်လင်နေသည်တပည့်လေးများကလည်းသူတို့ဆရာမလိုပင် ပုံနားထောင်ရမိဟန်မျိုးဖြင့်ငြိမ်သက်စွာထိုင်လိုက်ကြ၏ဒီလိုကွယ်ဆရာမလေးရဲ့အဘိုးစမ်းမြန်ဒီချန်ကြီးကိုပြုစုပြောင်းထောင်တဲ့အချိန်ကအဘတို့ကလူပြိုကာလာသားအရွယ်တွေပေါ့ဟုအစာချီကစီကာပကုံးပြောပြနေသည်ကို မခင်ရွှေကစိတ်ဝင်စားစွာနားထောင်နေလိုက်သည်အဘိုးစံမြိုင်ချမ်းပြက်နေရသည်ရှီရခင်ကမြေရိုင်းကြီးဖြစ်သည်အမျိုးမည်မသိသော တော်စိုးတပင်ကြီးတွေစူးကြုံကြီးတွေမြေရိုင်းပင်ကြီးတွေနှင့်စင်နေကြအောင်ဟူပင် တင်စားပြောနိုင်သော နေရာဖြစ်သည်ထူထပ်စွာဖုံးနေသောတပင်ခြုံတွေတွေကြောင့်ကြည်ရသူမြင်ရသူစိတ်မှာဂျိုင်ဝမ်ကြီးလိုလိုတောင်ကုန်းလိုလိုမငြိညာသောမြေဆိုးမြေရိုင်းကြီးဖြစ်နေသည်ရေပြအိမ်ရွာသူရွာသားတွေက ဤမြေနေရကိုမြည်သူများစိတ်မဝင်စားကြကြည်ထိုအချိန်ကချောင်းငယ်သည်ရေနှလားသည်မဟုတ်တော့လေလူကြီးပေါင်လေလောက်နေပြီးရေကြည်လင်းလှသည်မိုးနွေမခန့်တတွင်တွင် စီစင်းလျက်ရှိသည်အမှန်ကချောင်းငယ်သည်စံကြောင်းတစ်ခုသာဖြစ်သည်ကိုမြည်သူများတတိမထားကြကြည်တစ်ပင်ချုံတွင်ထူထပ်သောမြေရင်ကြီးနှင့်စံကြောင်းငယ်သည်တဆက်တည်းဖြစ်ပြီးစံကြောင်းငယ်ဤစာတင်စီစင်းရာအစာသည်မြေရင်ကြီးထဲမှ အစာပြောင်းနေသည် ရေပြအိမ်ရွာသူရွာသားတွေအနေနဲ့စံချောင်းငယ်အကြောင်းကိုမြည်သူမြစိတ်မဝင်စားကြ။တိုးတော်စိတ်ဝင်စားသူရေပြအိမ်ရွာသားတယောက်ကတော့ရှိနေသည်။သူက အသက်အစိတ်ကျော်ရွယ်ရှိနေပြီဖြစ်သော မောင်မြိုင်ဖြစ်သည်။မောင်မြိုင်သည် ရေပြအိမ်ရွာသားတီဖြစ်သည်။မိဘတွေကရိုးရာလက်သမားများပင်ဖြစ်သည်။ညီကိုမောင်နှမတွေအားလုံးကလေရအလုံးမှဝင်လုံနေကြတော့လေမောင်မြိုင်ကလေအလုတ်ကိုဝါသနာမပါဘဲခြံအလုတ်ကိုဝါသနာပါသည်။ မင်းဟာခြံဆိုင်စားခြင်းနဲ့ပြောရအောင်ဘယ်မှာခြံဆိုင်ဆရာမြင်ရှိလို့လဲအာလုံးလေမြေတွေကြီးဖြစ်တယ်သူ့ပိုင်ရှင်နဲ့သူရှိနေတယ်ငါတို့လေဆိုင်နေတဲ့မြင်းကိုမင်းခြံဆိုင်ဖို့ခွဲပေးဖို့ဆိုတာမဖြစ်နိုင်ဘူးမိဘများကသဘောမတူသည့်အတွက်ဤသို့သောစကားကိုပြောတော့လေမောင်မြိုင်စိတ်မလျှော့မြည်သူများစိတ်မကူတော့ဤမြေရန်ကြီးကို ထွင်ပြီးဖြစ်အောင်ဆိုင်မည်ဟုပြောသည်ထိုအခါမိဘများကမျက်ကလေးဆံပြဖြစ်သွားသည်အောင်မလီဒီနေရာကိုမင်းမို့စိတ်ကူးပလီသားရဲ့ စင်နေကြအောင်ဒီလောက်တော့တစ်ပင်ချုံနဲ့ပိတ်ဖုံးနေတာကိုဘလို့လုပ်ပြီးထင်ပါလဲနောက်ပြီးမြေကြီးကမညီမညာနဲ့တေလူအောင်အပင်မခံခုတ်ထွင်ပြီးမှဘလို့မှသုံးမရတဲ့မြေကြီးဖြစ်နေမင်းရင်ကျိုးယုံမဲရှိမှာပေါ့မိဘများပြောလဲပြောစရာပင်ထူထက်တော့တောချုံတစ်ပင်တွေပိတ်ဖုံးနေတော့ဤမြေရန်ကြီးသည်စင်မနီကြောင်မအောင်တော့လဲကြောက်စရာကောင်းတော့မွေဆိုးတွေကပေါ်များလွန်သည် ထိုမွေဆိုးတွေကလူတို့နားမလည်နိုင်သောသဘာဝဓလေ့တစ်မျိုးနဲ့မိုးဦးကြခြင်းရောက်လာသည့်အခါလူတွေလဲခွင်းနဲ့ဆင်းသည့်အခါမှာ သူတို့ကပါအုပ်ဖွဲ့ပြီးစံကြောင်ကံပါအတိုင်းဆင်းလိုက်လာပြီးလဲခွက်တီးတဲ့ရောက်နေလေရှိကြသည်သူတို့ကိုဘာမှမလုပ်ရင်းသူတို့ကလည်းမကြိုက်ခဲကြသူတို့ထဲကတကောင်းကောင်းရက်သက်လိုက်မိရင်မြည်သူများလဲတဲ့မစင်ဝင်အောင်တောင်းချမ်းကြတော့သည်ထိုအခါအယူသည်သော ရှေးလူကြီးများထုံးစံအတိုင်းနတ်မွေတွေဟဲ့ ဒီမီရိုင်တောချုံအုပ်ထဲမှာနတ်မွေတွေရှိနေတာဘသူမှအနားမသွားကြနဲ့ဟူသောစကားသည်အခိုင်အမာဖြစ်နေသည်ထိုအချိန်မှာမောင်မြန်ကထိုမျိုးကိုခုတ်ထွင်ပြီးခြံဆိုင်မြေပြောသည်ကိုမိဘတွေမျက်လုံးပြူမျက်စံပြူဖြစ်ကြသည်မှမဆန်းချေသို့သောမောင်မြန်ကစိတ်မလျှော့အပေကြောင့်ဆိုသောမတ်ရွှေအိမ်တို့ထံမှ မောင်ရင်းနှမသပွဲနေထိုင်ရင်မွေကြိုက်လူနာတွေကိုကယ်နေသည့်မွေနိုင်စရာဥတာပေါ်မရောက်မီကမတ်ရွှေအိမ်အလဲသွားရင် အဲ့ဒီနေရာကြီးကိုခုတ်ထွင်ပြီးခြံဆိုင်ချင်လိုက်တာတငယ်ချင်းရဲ့မွေတွေကိုဘလို့နှိမ့်နေရမှမသိလို့ဟူသောစကားကိုတငယ်ချင်းဖြစ်သူမတ်ရွှေအိမ်ရှိမှတခါကမောင်မြန်ပြောဘူးသည်မကြမီ မွေနိုင်သူဆရာဦးတာဘောကမတ်ရွှေအိမ်တို့အိမ်ကိုရောက်လာသည်ထိုအခါတငယ်ချင်းပြောဘူးသောစကားကိုမတ်ရွှေအိမ်ကတတိယပြီးမောင်မြန်ကိုဦးတာဘောရှိရောက်အောင်ခေါ်ပေးလိုက်သည်ဆရာဦးတာဘောကခြံဆိုင်လိုလင်းဆိုင်ပါမွေတွေဤနေရာမှာရှိနေသည်ကလူတွေအဖို့ဘေးရန်ကြီးမားသည့်အပြင် ွေတွေအဖို့လေလူတယောက်ကိုကိုက်လိုက်လီသူတို့လေတကောင်တည်ကြရမည်ဖြစ်သောကြောင့်သူတို့အဖို့လူသူဝေးရကိုရောက်သွားအောင်နှင်ပေးမည်မွေတွေကိုနှင်ပေးမည်ကိစ္စမြေတို့ကိုမျှအတိမပေးနေဟုနှုတ်ပိတ်ထားသောကြောင့်အကြောင်းကိုမသိသော မောင်မြိုက်မိဘတွေကတာစီကြခြင်းဖြစ်သည် နောက်ဆုံးမောင်မြိုက်ဆန္ဒကိုမြေတို့မျှတာစီမရသည့်အခါမိဘတွေကဂယုနာတော်သောဖြင့်နင့်တိုင်နှင့်နင့်ကံခံပြီးရောဟူ၍ထိုက်တင်သည့်ငွေကြီးကို ထုတ်ပေးလိုက်ကြရသည် မောင်မြိုင်ချမ်းကြီးကိုဘေးမတီရမခရှင်လင်းခုတ်ထွင်၍ရာသွားသည် မောင်မြိုင်နှင့်အတူတီအတူ ရှင်မကွဲ ကုညီလောက်ကိုင်းပေးသူကမောင်မြိုင်ဤငယ်ကြီးစားချစ်သူမဆန်းဤဖြစ်သည်ခုတ်ထွင်ရှင်လင်းချမ်းကား၍ပြီးသောအခါချမ်းကြီးထဲမှလုံကျုံသောတဲအိမ်ငယ်လေးတစ်လုံးဆောက်ပြီးမောင်မြိုင်နှင့်မဆန်းဤတို့လူတီသူသည်လက်ထပ်ပေါင်းတင်းနေကြရင်ချမ်းလောက်ကိုကြိုးစားလောက်ကြသည်ချမ်းကိုရှင်လင်းလိုက်သောအခါစံเจ้าငယ်စတင်စီစင်းရာအစသည် ခြံကြီးအတွင်းတနေရာမှာရှိသောစံတွင်တွင်ကတတွင်တွင်စိတ်ထွက်နေသည့်စမ်းရည်တွေရှမ်းပြီးချောင်းငယ်အဖြစ်စီစင်းသွားခြင်းဖြစ်ကြောင်းတွေ့ကြရသည်ဘေးမတိရမခပဲခြံကြီးဖြစ်သွားသောအခါရေပြအိမ်ရွာသူရွာသားတွေသည်မောင်မြိုင်တို့ဇနီးမောင်နှံကိုချီကျူးလိုက်သည်မှာမစုံနိုင်အောင် ဖြစ်နေကြသည်မောင်မြိုင်သည်ခြံကြီးဖြစ်အောင် ခုတ်ထွင်ရှင်လင်းလိုက်သောအခါဤမည်နေရာဝဲကြီးမားသောကငင်ပင်ကြီးတွေလည်းရှိနေသည်ကငင်ပင်ကြီးတွေလည်းရှိနေသည် ပြော၍ယုံနိုင်စရာမရှိအောင်ပင်လူလက်ခုတဖောင်ကျော်မြမြင်၍ကြီးမားထွားကျင်းသောမိုးမြော်ငရုတ်ပင်ကြီးတွေသည်အသည်တွေပြုတ်ခဲနေသည်ကိုလည်းတွေ့ရသည်ကင်းဆိုးပင်ကြီးတွေမယမ်းပင်ကြီးတွေမလွာပင်တွေတရက်ပင်တွေအပြင်ရာသည့်အလိုက်ဖူပွင့်နေကြသည့်ဗဒောက်ပင်ခံကောစကဝါစကပြူစသည့်အစင်သင့်ငွေပေါ်မီ အပင်ကြီးတွေသည်ခြံရှင်းပြီး၍လေကိုဝဝရှူရသောအခါတီးလိုက်ပွင့်လိုက်ကြသည်မှာခူ၍မနိုင်အောင်ပင်ဖြစ်လာသည် ကညင်ပင်ကြီးကပင်စီကိုရစ်ပြီးရရှိသည့်ကညင်စီကိုအဆက်မပြတ်ရောင်းနေရသည် ပြုပြင်ပေးစရာမလိုအပင်မှန်ခံစရာမလိုပဲငွေရသည့်အပင်ကြီးတွေအပြင်ရသည့်အလိုက်ပေါ်သည့်စားပင်တီးပင်များကိုလည်းစိုက်ပျိုးကြသည်သည်မောင်မြိုင်တို့ဇနီးမောင်နှံကဤချမ်းကြီးနှစ်ပင်စီဝါဖြစ်ခါချမ်းသာလာကြသည်တဘာဝအားဖြင့်အလိုအလျောက်ပေါင်းနေသောဝဘိုးယုံကြီးတွေကမြင့်နှင့်ဝါသည်တောသူတောင်သားတွေအတွက် အလွန်လိုအပ်သောအရာဖြစ်သည် မောင်မြိုင်သည်အရှိကိုမျော်တွေးစဉ်စားတတ်သူဖြစ်သည်။ဤနေရာသည်စိန်ကြီးမြိုင်ကြီးတမျှဖြစ်နေခြင်း၊တစ်ပင်နေကြီးထွားရှင်သန်ခြင်း၊မြေဩဇာကောင်းနေခြင်း၊မိုးနှိမ်မခန်းစိန်ထွက်နေသောစံတွင်းနှင့်ရေရှမ်းစီထွက်သွားသောစံချောင်းရှိခြင်းတို့သည်တဦးကိုတဦးအကျိုးပြုမိတွေ့နေခြင်းဖြစ်ကြောင်းစဉ်စားမိသည်။တပင်ကြီးတွေအုပ်ဆိုင်နေသောကြောင့်မြေကြီးသည်ဆွတ်ဆူအေးများနေသည်။ထို့ကြောင့်စံတွင်းဖြစ်ပြီးရေကြီးရေအေးအဆက်မပြတ်စိန်ထွက်နေသည်။ ထို့သောရေကြီးရေအေးအဆက်မပြတ်စိမ့်ထွက်နေသော ရေတန်းကြောင့်ပင်တစ်ပင်တွေရေတောက်ကြရသည်မြေဩဇာကောင်းသောကြောင့်ဖွံ့ဖြိုးသောအသီးပွင့်တွေဖြစ်ထွန်းရသည်ဤသို့တဦးကိုတဦးအကျိုးပြုမိတွဲနေသောသဘောကိုစဉ်းစားမိသောကြောင့်ပင် မောင်မြိုင်းကတစ်ပင်ကြီးတွေကိုစားသုံးရသည့်အပင်သာမဟုတ်မစားမသုံးရတော့လေလူနေထိုင်ရနေလုကင်းသောတစ်ပင်ကြီးတွေကို ခြံတင်သည့်အပင်များကိုခြံထားလိုက်သည်ဒီအပင်ကြီးတွေက သုံးမရပါဘူးထင်းပြေရောက်မလား ဟူသောမယားမဆန်အင်းနှင့်ရွာသူရွာသားတို့အကြံပေးချက်ကိုငြင်းပယ်ခဲ့သည်အထူးသဖြင့်စံတွင်နှင့်ဤသည့်နေရာစံတွင်ပတ်ဝန်းကျင်နှင့်သူပိုင်ချမ်းမြေထဲမှပါဝင်နေသည့်စံကြောင်ကံပါတလျှောက်မှတပင်ကြီးတွေကိုအထူးဂယူစိုက်ပြီးခြံထားခဲ့သည်လင်းဖြစ်သူ၏အယူအဆကိုသဘောပေါက်လာသောမဆန်အင်းကတပင်ခုတ်လဲမှုနှင့်ပတ်သက်ပြီးဘာမှမပြောတော့တော့လေဆွေမျိုးများနှင့်ရွာသူရွာသားများကမူအလကားခြံရှုပ်ခံလို့လက်ရောင်လိုက်စမ်းပါ ထင်ဘူးတွေမနေထွက်လာမယ်ဟုပြောကြဆိုကြတော့လေမောင်မြန်ကမူသူ့အယူအဆကိုမပြင်းချီသူတို့ဇနီးမောင်နှံဤအမည်နဲ့ခြံကြီးကလိုက်ရောညီထွင်လို့ဟက်မီလွန်တော့ကြောင့်ဆွေမျိုးများနဲ့တကွာတရွာလုံးလူတွေက မောင်ဆမ်းမြန်ဟု၍၎င်းမဆမ်းမြန်ဟု၍၎င်းခေါ်ကြတော့ကြောင့်လက်ဖက်တယူကွန်တရာမကန်းရပဲလင်မယားနှစ်ယောက်လုံးထိုအမည်တွင်သွားလေတော့သည်ဇနီးမောင်နှံနှစ်ယောက်တက်ညီလက်ညီခြံလို့လို့ရင်တော်တော်ပင်စုမိဆောင်မိဖြစ်လာကြသည် သားတယောက်သမီးတယောက်ထွန်ကားလာသည်စားနိုင်တော့နိုင်ပူပူရှန်ရှန်ဖြစ်လာသည်ကြောင့်သားနှင့်သမီးကိုပင်ပင်ပင်ပန်းပန်းမခိုင်းရကြချေရေပြအိုင် လော်ဂီတကြောင်မှလေတန်းအောင်သောအခါမြို့ချောင်းတို့ရွှေ့ပြီးကြောင်းရီကြောင်းသောအနန်ကပညာသင်ကြားစေသည်သားနှင့်သမီးကမိဘတွေအလိုကြကြောင်းသွားနေရမှာစားတွင်စိတ်မပါမိဘတွေအလိုဖြစ်သောခြံအလုပ်ကို စိတ်ပါနေကြသည်ငယ်စဉ်က မိဘတွေကပို့ထားသောကြောင်းသာ မြို့ချောင်းကိုသွားနေကြပြီး တာအသက်15နှစ်သမီးအသက်14နှစ်ရှိလာခြင်းဝယ်အတင်းအကျပ်ဘူးစားကကြောင်ထွက်လိုက်ကြပြီးခြံအလုတ်ကိုဆက်လုနေကြတော့သည်ထိုအခါအလုတ်ကိုနိုင်လာသောကြောင့်မောင်ဆိုင်မြင့်တို့ဇနီးမောင်နှံသည် ချမ်းသာသည့်ထက်ချမ်းသာလာကြသည်ပညာချမ်းသာပါလျက်ဇီဝရေးမှာတစ်ဖက်တစ်လမ်းကအားထားရသောသမီးသည်အသက်20အရွယ်မှာကွယ်လွန်သွားရှာသည်ကျန်ရစ်သောတယောက်ထဲသောသားကို အထူးပူချစ်ပြီးအလိုလိုက်ထားခဲ့သည် ရေပြအိုင်ရွာသူတွေတဲကသဘောကျချွေးမကိုမောင်ဆိုင်မြိုင်တို့ဇနီးမောင်နှံကိုတိုင်ရှာပြီးตาနဲ့လက်ထပ်ပြီးစားလိုက်ကြသည်။ตาလက်ထပ်ပြီးမကြမီမှာပင်ကန်တရားအလျောက်မောင်ဆိုင်မြိုင်တို့ဇနီးမောင်နှံကွယ်လွန်တည်ဆုံခဲ့ကြသည်။ตาနဲ့ချွေးမကမိဘများစုဆောင်ထားခဲ့သည့်ပစ္စည်းများကိုစုရဲပုံရဲစကန်ရရှိလိုက်ကြပြီးဖြစ်တော်လေ။ตาသမီးမထွန်းကားနိုင်ပေဖြစ်နေကြသည်။ตาသမီးမရှိသောကြောင့်ပူဇာငိုကြွေးမိသူကြီးစုထိန်ချောင်းရမိသူမရှိသောအခါ ဇနီးမောင်နှံတရအလုတ်ကိုသာစူးစားလုပ်ပြီးငွေရှာလာခဲ့ကြသည်ယူလူမတက်လိုချင်နေသော သာသမီယတနာသည်သူတို့နှစ်ယောက်အသက်အရွယ်ငယ်စဉ်မှမရပဲဇနီးမောင်နှံတရအသက်40အရွယ်ရောက်မှရာတောင်ရာခဲသားတယောက်ကို ဖွာမြင်လိုက်ကြသည်အသက်တမျှချစ်တော်သားကိုယတနာနှင့်ခိုင်နှိုင်းကကိုမြစိန်ဟုအမည်ပေးခဲ့ကြသည်မိဘလက်ထက်ကစပြီးစူးစားလုပ်ကိုင်းစုဆောင်လာခဲ့သောပစ္စည်းအစုအပုံက တော်တော်ပင်ကြီးနေပြီဖြစ်သည့်အတွက် တာကိုများစိန်ကိုချံအလုတ်လုံးဝမလုပ်စီပဲရွာเจ้าမှာလေတန်းအောင်တဲ့နှင့်မြို့เจ้าသူကြောင်းရီကြောင်းစားပို့ပြီးပညာသင်စီခဲ့သည်ချံအလုတ်ကိုစိတ်မဝင်စားပဲပညာကိုစိတ်ဝင်စားဖို့တင်းကျပ်စွာမှာကြားလိုက်ကြသည်ကိုများစိန်ကမိဘစကားနားထောင်သောအဖြစ်ချံအလုတ်ကိုလုံးဝစိတ်မဝင်စားသို့သောပညာကိုလည်းကြိုးစားခြင်းမရှိချေငွေကြီးဖော်ဖော်တီတီတုံးနိုင်သောတော်တတိသားဟု၍လေပတ်ပါနဲ့သူများကချော့ပေါင်းခြင်းမြောက်ပေါင်းခြင်း အပျော်ပါလေးနဲ့မြူဆွဲပြီးပေါင်တင်ခြင်းများကြောင့်၆တန်းအောင်သည့်အထိစာကြည့်လာခဲ့သောကိုမြစိန်သည်၆တန်းအောင်သောအခါကျောင်းစာကိုလုံလုံလှည့်မကြည့်တော့ကြ။စမေဝေတပုံပုံကြပြီးငွေကိုသာ ဖြုံတီးနေလေတော့သည်ချစ်လာတော့တာဖြစ်၍မိဘတွေက မပြောရဲကြ။သူစမေဝေအောင်တော့ကအောင်ခဲ့တာပဲ။အခုကြိုးစားရဲနဲ့အစင်မသိလို့ကြာရတာဟူသောတနာချစ်အတွေ့ဖြင့်ငွေကြီးကိုလိုတလောက်ပေးလာခဲ့သည်။ထိုအခါကိုမြောင်စိန်သည် မိမလိုက်စားတက်လာပြီးအသက်20နှစ်နီလာနေပြီဇမဝဲမအောင်နိုင်သောအခါမြို့ပေါ်မှာတငယ်ချင်းတယောက်နဲ့အတူစီပွားရေးလှုပ်ချင်သည်ဟုအကြောင်းပြကငွေတော်တော်များများတောင်းသောအခါမိဘတွေက သာစိတ်ချမ်းသာသလိုဖြစ်ပါစေဟု၍တောင်းသောငွေကိုပေးခဲ့သည်ကိုများစိန်က မိဘတွေပေးသောငွေဖြင့်စီပွားရေးအလုပ်မလုပ်ဘဲချစ်ကြိုက်နေရမှာမစင်မချင်းအလွန်ကြုံ ဖြစ်သွားသောကြောင့်မယူ၍မဖြစ်တော်သောမိမကိုထင်ထင်ရှားရှားယူလိုက်ရသည်ဤအခြေအနေအထိ မိဘတွေကဘာမှမပြောသေး။ตาနဲ့ချွေးမကိုခေါ်ယူလိုက်သည်။ခြံကြီးထဲမှာအတူနေထိုင်ပြီးခြံအလုတ်ကိုလှုပ်ခိုင်းသည်။မြို့ပေါ်မှာကြော့ကြော့လေးနေလာခဲ့သောချွေးမကခြံအလုတ်ကိုမလှုပ်နိုင်။လူဖြစ်သည့်အချိန်ကစပြီးပင်မန်းသည့်အလုတ်ကိုလုံးဝမလှုပ်ခဲ့ရဘဲမိဘပစ္စည်းကိုအစင်ချင်းမရှိစိတ်ထင်တိုင်းဖြုံးလာခဲ့သောကိုမြစိန်ကလည်းသူမကြွန်းကျင်သောပင်မန်းသည်ဟုထင်သောခြံအလုတ်ကိုမလှုပ်နိုင်။မိဘရောက်ခမအလုတ်လှုပ်ခိုင်းသောအခါ ိုမြစိန်နဲ့သူချင်းရာကအတွင်ကျိတ်စိတ်ခူးသည် အမျက်တူသည်ပီရကျူရသည်ကိုစေတနာမရှိသောကြောင့်မတရားခိုင်းသည်ဟုယူဆကြသည်လူမနီးသူမနီးတိုးကြီးရဲ့ရောက်နေသလိုဒီခြံကြီးထဲမှာနေရတာမပြုတ်ဘူးမောင်ရဲ့ခြံလုတ်ကိုမြို့သူတယောက်ကဘယ်မှာလွတ်တတ်ပါမလဲစိတ်ဆင်းရဲလိုက်တာဟုသောချစ်စနီဤညီညူတန်သည်မိဘနှင့်ခြံကြီးကိုညီငွေ့နေသောကိုမြစိန်ဤစိတ်ကိုမီးလောင်ရလေပင့်သည်သို့ဖြစ်သွားသည်ခြံလုတ်မလုတ်ပဲပြန်နေပြီဆိုလျှင် မိဘတွေကငွေကြေးကိုပေးတော်မူမဟုတ်ကြောင်းစဉ်းစားမိသည်။ตาနှင့်မယားနှင့်ဖြစ်လာလီအသက်မွေးဝမ်းကြောင်းကိုနားလည်နိုင်နေအောင်ကိုယ်တိုင်အလုပ်လုပ်ရမည်ဟုပြောထားသောမိဘတွေစကားကြောင့်မျိုးပြန်နေမည်။စာဝတ်နေရေးအတွက်ထောက်ပံ့ပါဟုပြောရန်မဖြစ်တော့ချေ။ကိုများစိန်စိတ်ထဲမှာသူ့စိတ်တိုင်းကြောင့်မဖြစ်တော့ကြောင်းအလုပ်လုပ်နေရသောခြံကြီးကိုအလွန်အမင်းမုန်းနေတော့သည်။သူတို့ကုသိုလ်ကံကြောင့်ပင်လားမပြောတတ်။ကိုများစိန်မိဘတွေသည် မကြမီမှာပင်တယောက်နဲ့တယောက် တိတ်မကွာခြားကြပဲရှည်စင်နောက်စင်ကွယ်လွန်သွားကြလေသည်ကိုမြဆိုင်တို့ဇနီးမောင်နှံကမိပါတွေအတွက်ဝန်လေးရခေါမန်းမသည်သူတို့အဖို့လွတ်လပ်သွားသည်ဟုပင်ထင်လိုက်ကြသည်ရှိသည်များချမ်းသာသည်များပစ္စည်းတွေကို အကုန်စုဆောင်းသိမ်းစီသည်ဒီတစ်ပင်တွေကြောင့်ငါတို့ပင်ပင်ပန်းပန်းအလုံးလုံးရသည်ဟုလူမိုက်တွေတွေးသည်သူတို့ကိုစုဆုံးပါသည် ရေပြာအိမ်ရွာသူရွာသားတွေကိုစိတ်သေးကမြတ်တော်အားဖြင့်အတိပေးခြင်းတိုင်ပင်ခြင်းမပြုဘဲ အချားရွာမှလူတွေကိုအိမ်ဖြတ်ရောင်းသည်တပင်ရှိသမျှအလုံးကိုထင်အဖြစ်ခုတ်လဲရောင်းချသည်ဘိုးဘာမိဘလက်ထက်ကညှို့ညို့မိုင်းမိုင်းအုံဆိုင်ဆူပြီးကချမ်းမြေအေးမြသောအရေးအဝါဒအပြေဝရှိခဲ့သည့်ချမ်းကြီးသည်၃လလလောက်အတွင်မှပင်တပင်ငုတ်တို့တွေသာကျန်ရစ်ပြီးကြည်ခွေးစရာချမ်းပြည့်ကြီးဖြစ်သွားလေတော့သည်တပင်တွေကိုခုတ်လဲရောင်းချရမှာမြ мян ကုံရင်မြ мян မျိုးကိုပြောင်းပြီးဟူသောယူရဲချက်ကြောင့်မတမ်းမရဖြစ်တယ်လို့ဈေးဖြင့်ရောင်းခြင်းကြောင့် ဝယ်သူတွေကလည်းအလူရက်ဝယ်ထားသည့်အတွက်သူတို့ရည်ရွယ်ချက်အတိုင်းမြ мян ပင်ကုန်သွားသည်နှစ်ပေါင်းများစွာကြည်စုပြုလာခဲ့သည့်တပင်တွေအလုံးပြုံတည်သွားခဲ့ပြီးချန်ပြည့်ကြီးအဖြစ်ချက်ချင်းပြောင်းသွားသောချန်ကြီးကိုကိုမြစိန်တို့အလင်မယားစွန့်ခွာလာကြသည်စိတ်လဲပေါ်ပါရှင်လန်းစွာ မျိုးကိုပြန်ပြောင်းလာခဲ့သည်မွေးလာသောသားလေးကိုကြောင်အပ်ပညာသင်ခဲ့သည်သို့သောချန်ကြီးကိုမှီပြီးမိဘဘိုးဘွားတွေစုဆောင်းလာခဲ့သောပစ္စည်းတွေက လင်မယားနှစ်ယောက်လုံးအလုံးကိုင်းမရှိ ထိုင်ပြီးစီးစိမ်ခံနေခဲ့ကြခြင်းကြောင့်သားတော်မောင်လူလားမြောက်သည့်အရွယ်တွင် ကုန်းကောက်စရာမကျန်အောင်ဆင်းရဲမွေးတီသွားကြလိမ့်မည်။အဖိုးကနားထောင်နေသောမခင်ရွှေကိုပျော်ပြ၍ဆုံးသောအခါသူတို့အခုမြို့ပေါ်မှာရှိနေသေးလားအဖိုး။ဟုမခင်ရွှေကမေးလိုက်သည်။မရှိကြတော့ဘူးကွ။သေးကုန်ကြပြီသူသားလေးလည်းဘယ်ရောက်နေမှမသိပါဘူးတစ်ပင်တွေရှိသမျှခုတ်လေရောင်းလိုက်တော့ ခြံကြီးထဲမှာနေဘူးရှင်ကိုကာကွယ်နိုင်တဲ့အရေးအဝါသာမရှိတော့ဘူးလေ။ကြံတဲ့သင်္ကုတ်တို့တွေကိုလည်းဟိုဘက်ရွာကလူတွေကထည့်ပြလာတို့ယူကြတော့တပင်ကြီးတွေအလုံးမျိုးပြုတ်ကုန်နေဆိုပါတော့။နေဘူးရှင်ကိုလည်းအကာအကွယ်ပြုနိုင်တဲ့တပင်ကြီးတွေမရှိ။ကွင်းပြင်ကြီးလိုဖြစ်သွားတော့စံတွင်လဲခန်း။စံကြောင်လေခြောက်သွားတာပေါ်ဆရာမလေးရဲ့မိုက်လိုက်တဲ့လင်မယားစိန်လန်းစုပြေးနေတဲ့ဥယျာဉ်ကြီးတစ်ခုလုံးကိုခြောက်တွေ့တဲ့ခန္ဓာရဖြစ်အောင်ရရဲ့ဆက်ဆက်ကိုလှုပ်သွားတာပါပဲကွယ် အဖိုးကစကားကိုအဆုံးသတ်ပြီးကဲပြန်စို့ဆရာမလေးရေဟုပြောရင် ထိုင်ရာက ထားလိုက်သည် မခင်ရွှေသည်တပည့်လေးများနှင့်အတူထိုင်ရာကထားရင်၆တွေ့သောခန္ဓာရလေးတစ်ခုဖြစ်နေသည့်ခြံပြက်ကြီးကိုမျက်လုံးဝေ့ကြည့်လိုက်ခါနှမျိုးဘူကောင်းလိုက်တာနော်ဆန်တွင်ကဆန်းရီပြန်ထွက်လာအောင်ဆန်းချောင်းလေးရေမပြတ်စီးလာအောင်တစ်ပင်ကြီးတွေပြန်ဆိုက်ရင်ဖြစ်ကောင်းနိုင်မရဲ့အေးလေသူတဆိုင်ရာအမွေခံကြံနေအောင်ပါပေါ့ ကံအားလျော်စွာကြုံကြိုက်လို့တွေ့ဒီချန်ကြီးရှိခင်ကလို့စိန်လန်းစုပြေးအောင်ဆန်တွင်ကဆန်းရီပြန်ထွက်အောင်ငါတိုက်တွန်းလိုက်ချင်ပါပြီတော့ဟူတွေ့ရင် တပယ်လေးများနဲ့အတူအဖိုးနောက်မှရွာသူလှည့်ပြန်လာခဲ့လေသည်ဆီယာမကြီးမဝင်းမြင့်ဤသားထားတဲ့ရေပြအိမ်မှဇလန်းများဆိုတဲ့စာအုပ်မှနောက်ဆုံးအပိုင်းဖြစ်တဲ့ရေပြအိမ်မှလွမ်းရည်သူဆိုတဲ့အပိုင်းကိုလည်းစောင့်မျှော်နာဆင်ပြကြပါဦးနော် နာဆင်ပြီးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။